ကျွန်တော်ရဲ့ယန္နာညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါခင်ဗျာကျေးဒဏ်ရာတွေကနေပြန်လဲကြိုးစုပါတယ်ငငယ်တော့ကလစ်လာခဲ့ဘူးတဲ့စကပုံလေးတစ်ခုเนาะအဲ့ဒါလေးကပါလဲဆိုတော့ life is image of the mind เนาะဒါလေးကျွန်တော်ပြန်ရွတ်ပြမယ် life is image of the mind မြန်မာလိုကတော့ဘဝဆိုတာစိတ်ရဲ့ပုံရိပ်ပါတယ်เนาะအဲ့တော့ဒီစကလုံးလေးကိုကြားလိုက်တဲ့အခါမှာကျွန်တော်ရင်ထဲကိုထိရှာသွားတယ် ကျွန်တော်ကကျွန်တော်မှာအကျင့်လေးတစ်ခုရှိတယ်ပေါ့နော်အဲ့လိုမျိုးအဲကို့အတွက်မှတ်သားစရာစကလုံးလေးတွေ idea လေးတွေဆိုလို့ရှိရင်ကျွန်တော်ကလက်တွေ့အသုံးချတဲ့အကျင့်လေးတစ်ခုရှိတယ်အဲဒီမှာလည်းပဲဘဝဆိုတာတဲ့စိတ်ရဲ့ပုံရိပ်ပါတဲ့အခုကိုရောက်နေတဲ့ကို့ဘဝအခြေအနေကကို့စိတ်ရဲ့ပုံရိပ်တစ်ခုပဲနည်းနည်းထူးဆန်းတယ်နော်အဲကျွန်တော်တို့လူအများစုထင်တာတော့ အဲကန်မှာပေါ့လေကန်ကိုပုံချထားတယ်ပေါ့နော်ကန်ဆိုတော့ကျွန်တော်တို့က5%လောက်ပဲပေါ့နော်5%လောက်ပဲကျန်တဲ့90 95%ကတော့ကိုယ့်ရဲ့အခုပြစ်ဆုပ်ပံအခြေအနေမှာကိုယ့်ရဲ့လောက်ရနဲ့တက်ဆိုင်တယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ခုနကပြောတဲ့ကိုယ့်ဘဝအခြေအနေအခုရောက်ရှိနေတဲ့ကိုယ့်ဘဝရဲ့အခြေအနေဒီကိုယ့်စိတ်ရဲ့ပုံရိပ်တစ်ခုပဲဖြစ်တယ်ဒါကိုသိလိုက်တဲ့အချိန်အစပြီးတော့ကျွန်တော်ဆိုလို့ရှိရင် ကိုကဘယ်နေရာကိုရောက်ချင်တာလဲကိုကဘယ်လိုပုံစံဖြစ်ချင်တာလဲဆိုတာမျိုးကျွန်တော်လေးလေးနက်နက်တွေးတယ်အဲ့တော့အခုကိုရောက်ရှိနေတဲ့ကိုရဲ့ဘဝအခြေအနေကကိုစိတ်ရဲ့ပုံရိပ်တစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါကိုအရင်စိတ်ဝင်စားတယ်ကျွန်တော်မန္တလေးကိုရောက်လာစအခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်ကဟိုပညာလည်းမတတ်ဘူး အပေါင်းအသင်းမိတ်ဆွေလည်းမရှိခဲ့ဘူးပြီးလို့ရှိရင်နောက်ခံ background ငွေကြေးလည်းအဲမရှိခဲ့ဘူးဒါပေမဲ့ခုနပြောသလို5%ကဒါကျွန်တော်တို့ကကန်ဂျမာနဲ့ဆိုင်ပြီးတော့မှ95%ကတော့ကိုယ့်ရဲ့ကြိုးစားအထောက်မှုနဲ့ကိုယ့်ရဲ့စိတ်အခြေအနေကိုယ်ဘယ်နေရာကိုရောက်ချင်တာလဲကိုကဘယ်လိုလူဖြစ်ချင်တာလဲပေါ့နော်ကိုယ့်ရဲ့စိတ်အခြေအနေပေါ်မှာပဲကိုယ့်ရဲ့ဘဝကဖြစ်တည်လာတယ်ဒါလေးကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့လေးလေးနက်နက်ပြောချင်တယ်တိုက်တွန်းချင်တယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကို အမြင့်ဆုံးထားရမှာပေါ့ခုကျွန်တော်တို့စိတ်သက်တွေကနှိမ့်သွားရင်ကိုယ့်ရဲ့ဘဝအခြေအနေလည်းနှိမ့်သွားမှာစိတ်သက်ကမြင့်နေဆိုလို့ရှိရင်ကိုယ့်ဘဝအခြေအနေလည်းမြင့်သွားမှာစိတ်သက်ကိုအမြင့်ဆုံးထားမှာပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီစိတ်သက်ကိုအမြင့်ဆုံးထားပြီးတော့မှစူးစမ်းတဲ့အခါမှာ log gram ဆိုတာကတော့ကျွန်တော်တို့ကြုံရတယ်ဘယ်လိုမျိုးလဲဆိုတော့အစိုးတွေတွေ့တယ်အကောင့်တွေတွေ့တယ်ဥပမာပတ်စံတွေကျွန်တော်တို့ကြောက်သမားတွေဆိုရင်ပွဲတွေတက်လာတယ်ပတ်စံတွေလက်ထက်မှာအများကြီးရှိလာပြီ အကောင်နေတွေ့လာတယ်เนาะဒါအကောင်လောဂရမ်ပေါ့ဒါပေမဲ့တစ်ချိန်တည်းမှာပဲအဆိုးတွေလည်းဖြစ်သွားတယ်အဲ့ဒီပတ်စံတွေကိုကျွန်တော်တို့ကချွေးတက်တာမသုံးမနဲ့အာတငယ်ချင်းတွေလည်းပျော်ပါပြင်မယ်စားတောက်ပြင်မယ်เนาะနောက်နောက်ထပ်ကျွန်တော်တို့ investment တွေပါတယ် future တွေပါတယ်တိတ်စဉ်းစားမယ်တော့အဲဒီလိုမျိုးအဲ့တော့ကောင်းတာတွေရှိတယ်ပြင်မှာအဆိုးတွေလည်းဖြစ်လာတယ်เนาะဆိုတော့ကိုကကိုဘောကရောက်ချင်တဲ့ပုံစံကိုကျွန်တော်တို့ကစနစ်တကျအတွေ့အထိမှာကိုယ့်ရဲ့ကောင်းတဲ့မှာ ထည့်ထားရမယ်ကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းသတိရနေပြီးတော့မှကိုယ်ရောက်ချင်တဲ့ပန်းတန်ကိုကျွန်တော်တို့ရအောင်သွားရမယ်ပါတယ်ဥပမာပေါ့နော်ကျွန်တော်ရဲ့အကြောင်းလေးအနည်းငယ်ပေါ့နော်ကျွန်တော်ကမန္တလေးကိုရောက်တဲ့အခါမှာမန္တလေးဒါမဟုတ်ပြီမယ်မန္တလေးဒါဖြစ်ချင်တယ်နော်မန္တလေးဒါတော့မဟုတ်ဒါပေမဲ့မန္တလေးဒါဖြစ်ချင်တယ်ဘယ်လိုလဲဆိုတော့မန္တလေးမှာအိမ်တော်ဇာဖြင့်နေထိုင်တဲ့သူဖြစ်ချင်တယ်မန္တလေးမှာဒီအိမ်တော်ဇာဖောက်လိုက်တဲ့အခါမှာအိမ်တော်ဇာထဲမှာအိမ်ငါးဖြင့်နေထိုင်သူဆိုတာကြီးကို အဲ့မှာရေးထားပါဘောနော်အိမ်ငါဖြစ်နေထိုင်သူဆိုတော့စာကြီးပိုင်တော့ကျွန်တော်စိတ်ထဲမှာရှက်တဲ့စိတ်ဖြစ်တယ်ပေါ့အဲ့တော့အိမ်ငါဖြစ်နေထိုင်သူမဖြစ်ရဘူးအိမ်ပိုင်ဖြစ်နေထိုင်သူဖြစ်ရမယ်ဩတခြားသူတွေအိမ်တွေကားတွေဝင်နေလဲဆိုရင်ငါလည်းဝင်နိုင်ရမှာပေါ့ဒီလိုမျိုးပြောချင်တာတော့ဘာမှမရှိကျင်နေပါစေကိုယ့်ရဲ့စိတ်တက်ကအမြင့်ဆုံးထားရမယ်ဒါဆိုလို့ရှိရင်တော့လောကန်နေကြုံလာတဲ့အခါမှာလည်းကျွန်တော်တို့ရင်းဆိုင်နိုင်တယ်ကြော်လွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာလေးကိုကျွန်တော် တချင်းလေးဆိုပြခြင်းနဲ့เนาะအချိန်ရလာမသိဘူးတူတူလေးပဲเนาะကျွန်တော် core byte လေးဆိုပြမယ်เนาะစိတ်တကူအမြင့်ဆုံးထားပြုံးထားပါအစဉ်ယူတာချမ်းသာစိတ်တွေကိန်းအောင်ပစေရင်မလောကရန်တရားကိုသင်ကြားလေလာညလေးမင်းလည်းတစ်ထည်ဖြစ်နိုင်တာ ကိုယ့်ရဲ့စိတ်တက်ကအမြင့်ဆုံးမှာထားလိုက်မယ်ဆိုလို့ရှိရင်เนาะကြားထဲမှာကြုံတွေ့လာတဲ့ login တော့ရှိမယ်ဒါပေမဲ့ကျွန်တော်တို့ကြော်လွားပြီးတော့မှတတိဖြစ်အောင်ကြိုးစားလို့ရပါတယ်เนาะအဲလူငယ်တွေကိုတိုက်တွန်းခြင်းနဲ့ဘဝဆိုတာစိတ်ရဲ့ပုံရိပ်ပါတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုအမြင့်ဆုံးထားပါကိုဘွားအခုရောက်ရှိနေတဲ့အခြေအနေဒီကိုစိတ်ရဲ့ပုံရိပ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့9နှစ်9နှစ်ကကိုစိတ်ရဲ့အခြေအနေအခုဘွားအခြေအနေဖြစ်လာတယ်။ ဆိုကားတော့ဒီထက်ပို့ပြီးတော့မှအဆင်မြင့်ကျင်နေဆိုရင်ဒီထက်ပို့ပြီးတော့မှစိတ်တက်ကိုလည်းအဆင်မြင့်မြင့်ထားကြီးမန်းချက်ကိုကြီးကြီးထားပြီးတော့မှဆက်လျှောက်မယ်ဆိုလို့ရှိရင်တော့ကိုဖြစ်ချင်တဲ့ပုံစံကိုလိုချင်တဲ့ဘဝပုံစံကိုရောက်ရှိလာမှာတေချာပဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်ရဲ့အတွေ့အကြုံလေးနဲ့ရင်းနှီးပြီးတော့မှမျှဝေလိုက်ပါတယ်ကျွန်တော်ရဲ့ရန်နာညီကိုမောင်နှမများအားလုံးပဲဒီဗီဒီယိုလေးကိုအစအဆုံးလိုက်ပါကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဂျိတ်တန်ရာတွေဒီမှာပြန်လည်တွေ့ကြပါစို့ခင်ဗျာအားလုံးပဲတက်တာပါ